အဲနောက်တစ်ခုကဟိုကိုမျိုးမင်းဆိုတဲ့အကောင့်ပေါ့နော်။ဟိုအားလုံးပဲမင်္ဂလာပါရှင့်ကျမကိုမေးခွန်းလေးတွေမေးပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အဲမျိုးမင်းဆိုတဲ့အကောင့်ကတော့ USDP နဲ့ PPP အတူတူပဲလို့တဲ့တချို့ပြည်သူတွေကအထင်မြင်မှားနေကြပါတယ်တဲ့။အဲဆိုလို့ရှိရင်လေကျမပြန်ပြောပြပါမယ်ရှင့်ဒီမျိုးမင်းဆိုတဲ့အကောင့်ပေါ့နော်မျိုးမင်းဆိုတော့ကိုမျိုးမင်းသို့မဟုတ်ဦးမျိုးမင်းဖြစ်မှာပေါ့ရှင့်။ ကိုမျိုးမင်းသို့မဟုတ်ဦးမျိုးမင်းကနေပြီးတော့မှဒီ USDP ပေါ့နော်အော်ပေါ့ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဖြစ်ပါတယ်အ USDP နဲ့ကျွန်တော်တို့ PPP ဆိုတော့ပြည်သုံးလုံးကတော့ပြည်သူ့ရှေ့ဆောင်ပါတီဖြစ်ပါတယ်ရှင့်အတူတူပဲလို့တချို့ပြည်သူတွေကအထင်မြင်မှားနေကြပါတယ်တဲ့အဲ့ဒီအတွက်ကိုဥက္ကရာကြီးရဲ့အရှင်းလေးဟောပေါ့နော်သဘောထားသိချင်ပါတယ်ဆိုတော့လေအကျွန်တော်တို့ကတီးခြားလွတ်လပ်တဲ့ပါတီဖြစ်ပါတယ်နောက်ကိုတူကိုထနဲ့ကိုတူကိုချွန်ပြီးတော့မှ တီထောင်ထားတဲ့ပါတီဖြစ်ပါတယ်ရှင်ပြီးလို့ရှင်ကိုယ့်ရဲ့ကိုပိုင်ဟိုကိုပိုင်ပါတီဖွဲ့စည်းပုံစီမင်းရှိတယ်ကိုပိုင်မူဝါဒတွေရှိတယ်ပြီးလို့ရှင်ကိုပိုင်ရန်ပုံငွေပေါ့နော်မတောင့်တင်းပါဘူးဆိုလို့ရှင်ပါတီမှာပါကြတဲ့သူတွေရဲ့ ဒီဒီစုစည်းတဲ့အင်အားနဲ့ပေါ့နော်တယောက်ချင်းစီကအိတ်ဆိုင်ပြီးဆောင်ရွက်တာပါကျွန်မပြောတာလည်းအကြောင်းထပ်နေပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ပါတီဝင်ကြတဲ့သူတွေပါတီဝင်တွေပါတီအမှုဆောင်တွေကိုယ်စလဲလောင်းနေအကုန်လုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ပါတီအနေနဲ့ဘာမှမထောက်ပံ့နိုင်ပေးပါဘူးမထောက်ပံ့ပေးနိုင်ပါဘူး ငွေလိုမထောက်ပံ့ပေးနိုင်ပါဘူး။ကျမတို့ကနီးပညာလိုထောက်ပံ့မယ်။အမူဝါဒလိုထောက်ပံ့တယ်။ပြီးလို့ရှိရင်ပါတီရဲ့ပုံရိပ်အနေနဲ့ကျမတို့ထောက်ပံ့တယ်ပေါ့နော်။အဲဒီလိုအနေနဲ့ထောက်ပံ့ပြီးလို့ရှိရင်အဲကျမတို့ပါတီကိုရွေးချယ်ပြီးတော့မှလာကြတဲ့သူတွေကကိုယ့်ဟာကိုယ်အိတ်ဆိုင်ပြီးတော့မှနော်ကိုယ့်ရဲ့ကိုယ့်ရဲ့ငွေကြေးကုန်ကြတယ်။နော်ကိုယ့်ကားကိုယ့်စီအဲကိုယ့်ရဲ့အချိန်နော်ကိုယ့်ရဲ့ဥဆောင်မှုနဲ့ကိုယ့်ရဲ့အုံနောက်စားမှုတွေနဲ့အဲပါတီမှာဝန်းရံကြတာဖြစ်ပါလေရှင်။အဲ့လိုဝန်းရံကြတဲ့အတွက်ကြောင့်မလို့ကျမတို့ပါတီဟာဆိုရင် အဲဒီတစ်ခေါက်ပေါ့နော်2025အထွေထွေရွေးကောက်ပွဲမှာဒါဒုတိယကြိမ်ရွေးကောက်ပွဲဝင်တာဖြစ်ပါတယ်အဲကိုစလဲပေါင်း680ကျော်ပေါ့နော်ကျွန်တော်တို့တင်ထားတာတော့688ယောက်ရှိပါတယ်ရှင်သို့တော်လဲဟိုဘလောက်တော့အတီဖြစ်မလဲမရှိတယောက်တလေတော့ပြုတ်နိုင်တာပေါ့နော်ဟိုဒီဒီစီစီမင်းစီကားနဲ့မညီတဲ့အဲသူကတော့ကြံရစ်ခက်နိုင်ပါတယ်အဲဆိုလို့ရှင်ဟို680ကျော်ပေါ့ကျွန်တော်တို့အဆောင်ပါပေါ့ရှင်ဟိုဒီရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်ရှင်တိုင်းနဲ့ပြည်နယ်14ခုလုံးမှာ အကြားလတ်မရှိကျွန်တော်တို့ဝင်มาဖြစ်ပါတယ်ဆိုလိုချင်တာတိုင်းနယ်ပြည်နယ်14ခုလုံးมาကျွန်တော်တို့ဝင်มาဖြစ်ပါတယ်ရှင့်အဲဝင်ပြီးတော့มาဒါတိုးတော်လဲမြို့နယ်တော့မစုံပါဘူးအဲမြို့နယ်တော့မစုံပေမဲ့လဲတိုင်းနယ်ပြည်နယ်14ခုလုံးကိုအစုံကျွန်တော်တို့ဝင်มาဖြစ်ပါတယ်ရှင့်เนาะအဲ့ဒါကြောင့်မလို့ဒါ USDP နဲ့ PPP ဘာကွာလဲဆိုလို့ရှင့်เนาะဟို USDP အကြောင်းကတော့ ဟိုတိကြမှာပါတိကြမှာဆိုတာလေပြည်တော်စုကြန့်ခိုင်ရင်းနဲ့ဖွင့်မျိုးရေးအသင်းကနေလာပြီးတော့မှပါတီဖွဲ့လိုက်တယ်ပါတီဖွဲ့ပြီးတော့မှတည်ထောင်တာချမ်းလဲချမ်းသာပါတယ်ရှင်လူတွေလည်းအများကြီးရှိပါတယ်အလူအင်အားတွေငွေအင်အားတွေလည်းရှိပါတယ်နောက်တိုင်းပြည်ကိုလည်းအုပ်ချုပ်ပူးတယ်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ PPP အနေနဲ့ကတော့2019ခုနှစ်အောက်တိုဘာ23ရက်နေ့မှာ အဲကျွန်တော်တို့ဖွဲ့စည်းပြီးတော့မှအဲကျွန်တော်တို့ဖွဲ့စည်းတော့ဝင်ရင်ကျွန်တော်တို့တေချာသူတေသနာလုပ်ပြီးတော့မှနိုင်ငံတကာရဲ့ဒီမိုကရေစီနိုင်ငံတွေရဲ့နိုင်ငံတကာရဲ့နိုင်ငံရေးပါတီတွေဘယ်နှမျိုးရှိတာလဲတော့အဲ့ထက်မှာကျွန်တော်အများအားပြောပါတယ်ပြီးသုံးလုံးပေါ့နော်နံပါတ်1ပြီးရတော့ paternalistic party ဆိုတော့ဘိုးဦးစီးစနစ်နဲ့အဲဒီဒီတွားတဲ့ပါတီဖြစ်ပါတယ်ဟိုဘိုးဦးစီးစနစ်နဲ့ဆောင်ရွက်တဲ့ပါတီဖြစ်ပါတယ်ဒုတိယပြီးရတော့ personalistic party ဖြစ်ပါတယ်။နောက်လူတစ်ယောက်တူတစ်ယောက်ထဲဩဇာတိတ်ကမကြီးတဲ့လူတူတစ်ယောက်ထဲကိုမိခိုထားတဲ့အဲဒါအမိဖြုတ်ပြီးတော့မှအမိတဟဲဖြုတ်ပြီးတော့မှတီထောင်ထားတဲ့ပါတီပေါ့နော်ကျမတို့ကတော့နောက်ဆုံးပီဖြစ်တဲ့ programmatic party ဆိုတာမူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျရှိတဲ့ပါတီအနေနဲ့ကျမတို့က တည်ထောင်မယ်ဆိုပြီးဆောင်ရွက်တာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းနိုင်ငံတကာမှာရှိတဲ့ဒီမိုကရေစီပါတီတွေရဲ့ကျမတို့ဖွဲ့စည်းပုံစည်းမျဉ်းတွေကိုကျမတို့တေချာလေ့လာသုတေသနပြုပြီးတော့မှအကောင်းဆုံးဖြစ်တဲ့ပုံစံနဲ့ပေါ့နော်မြန်မာပြည်နဲ့အကိုက်ညီဆုံးပုံစံနဲ့ကျမတို့ပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းကိုကျမတို့ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်ရှင်အဲ့လိုရေးဆွဲပြီးတော့မှကျမတို့2019ခုနှစ်မှာအောက်တိုဘာ23ရက်နေ့မှာအဲကျမတို့ပါတီအမှတ်ပေါ့နော်မှတ်ပုံတင်အမှတ်22နဲ့ကျမတို့ဟိုပါတီတီထောင်ခဲ့တာဖြစ်ပါတယ်ရှင် เนาะအဲ့ဒါပြီးပြန်တော့လဲเนาะအဲ့ဒါပြီးပြန်တော့လဲကျမတို့2023နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဥပဒေနဲ့ကျမတို့ပါတီပြန်ပြီးတော့မှဒုတိယခြေမှတ်ပုံတင်ပါတယ်အဲ့ဒီဒုတိယခြေမှတ်ပုံတင်တော့လဲကျမတို့ပါတီမှတ်ပုံတင်အမှတ်122ဖြစ်ပါတယ်အော် sorry ပါရှင့်အဲဒီဒီ2019တော့122ဖြစ်ပါရှင့်အခု2023မှာတော့ကျမတို့ပါတီမှတ်ပုံတင်အမှတ်က22ဖြစ်ပါတယ်အဲပြီးခဲ့တဲ့2023ခုနှစ်ဇွန်လ9ရက်နေ့ကနေပြီးတော့ကျမတို့ပါတီ အဲမှတ်ပုံတင်ကြခဲ့တာဖြစ်ပါရဲ့ရှင်။အဲ့ဒီနောက်ပိုင်းလဲကျမတို့ပြည်တော်စုတဝမ်းလုံးမှာရှင်ပြိုင်မဲ့ပါတီအနေနဲ့ပါတီဝင်ဥယျာဉ်တွေလည်းပြည့်ပြီးပြည့်မီပြည့်ဖြစ်ပါတယ်။ပါတီယုံတွေလည်းပြည့်မီပြည့်ဖြစ်ပါတယ်။နောက်အခုဆိုလို့ရှိရင်တောက်လျှောက်ယုံကန်းတွေဖွင့်နေတဲ့အခါကျတော့ပါတီဝင်ယုံတွေလည်းပါတီမြို့နယ်ယုံတွေလည်းတိုးပွားနေတာဖြစ်ပါရဲ့ရှင်။အဲပြီးလို့ရှိရင်ပြီးခဲ့တဲ့ပြီးခဲ့တဲ့ပေါ့နော် September အာစက်တင်ဘာ၈ရက်နေ့ကနေပြီးတော့၂၂ရက်နေ့ထိကိုစလဲလောင်းတွေရှောက်တဲ့အချိန်မှာလဲကျွန်မတို့ကိုစလဲလောင်း698ဦးရှောက်ခဲ့ပြီးဖြစ်ပါတယ်။ဒါ UEC ရဲ့စီရင်ရတော့685ဦးရှောက်တယ်လို့ကျွန်မတို့သိရပါတယ်ရှင်။685ဦးမှာပြီးခဲ့တဲ့မနေ့ကပေါ့နော်အောက်တိုဘာ၄ရက်နေ့ကနေပြီးအောက်တိုဘာ၄ရက်နေ့မှာကျမတို့အတိပြုပြီးလို့ရှိရင်ကျမတို့ကို UEC ကနေပြီးကိုယ်စားလှယ်လောင်းအဖြစ်အတိမှတ်ပြုလာတယ်။ကျမတို့ရမှာဖြစ်ပါတယ်ရှင့်။ ။နောက်တစ်ခုကကျမတို့ကို USDP နဲ့အဲတူတယ်လို့ဘာကြောင့်ထင်ကြတာလဲပေါ့နော်အဲ့ဒါလေးကအဲအဲ့ဒါလေးပေါ့နော်ကျမတို့ပါတီကိုအဲကျမတို့ပါတီကိုပေါ့နော် USDP ကျမတို့ပါတီ P3 လုံးပေါ့နော် PPP ပါတီကို USDP နဲ့တူတယ်လို့ဘာကြောင့်ထင်ကြတာလဲပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါအကြောင်းလေးတစ်ခုပဲရှိပါရဲ့ရှင့် အဓိကတော့ဗာလဲဆိုရင် ကျမတို့ဟာတက်မရော်ဆိုတဲ့ institution ပေါ့နော်ဒါ state institution ဖြစ်ပါတယ်တက်မရော်ဆိုတဲ့နော်တိုင်းပြည်မှာမရှိမဖြစ်လိုအပ်တဲ့ဒီဒီအဖွဲ့အစည်းကိုကျမတို့ဟာရဲ့အခမ်းကဏ္ဍကိုကျမတို့ကလေးစားတယ်ဆိုတာအဲ့ဒီနေရာမှာတော့ကျမတို့အာဒါ USDP နဲ့မူဝါဒတူကောင်းတူမယ်ပေါ့နော်ဆိုလို့ရှိရင် USDP နဲ့တက်မရော်နဲ့တော့ kind of 2 in 1တော့ဖြစ်ကောင်းဖြစ်မယ်ပေါ့เนาะဒီ Tamro တွေကနေပြီးတော့မှအငိမ့်စားယူပြီးတဲ့သူတွေက USDP နိုင်ငံရေးပါတီလှုပ်လို့တဲ့သူတွေက USDP ကို သွားကြတယ်ပေါ့เนาะ USDP ပါတီကိုသွားကြတာအဲဒါမျိုးလဲအဲဒီလိုအခြေအနေလည်းဖြစ်ပါတယ်ရှင်သို့တော်လဲကျမတို့ကကြတော့အဲကျမတို့ကတော့အဲကျမတို့အနေနဲ့တော့ဒါနိုင်ငံသားမှန်လို့ရှိရင်ဘယ်သူပဲဖြစ်ဖြစ်ပေါ့เนาะဒီတမရောကနေအငိမ့်စားယူလာတဲ့သူပဲဖြစ်ဖြစ် ဲတခြားအစိုးရဝန်ထမ်းပေါ့နော်ဒီရက်တပ်ဖွဲ့ကနေအငိမ့်စားယူလာတဲ့သူပဲဖြစ်ဖြစ်တခြားဌာနဆိုင်ရာတွေကနေအငိမ့်စားယူလာတဲ့ဒါအစိုးရဝန်ထမ်းတွေလောက်ခဲ့ဘူးတဲ့သူတွေပေါ့နော်ပင်စင်စားတွေဒါတွေအကုန်လက်ခံပါတယ်ပြီးလို့ရှိရင်ကျမတို့ကပုတ်ကလိကခန္ဓာက ဒီအတွေ့အကြုံရှိတဲ့သူတွေပြီးလို့ရှိရင်တော့ NGO INGO တွေမှာအလုပ်လုပ်ဖို့အတွေ့အကြုံရှိတဲ့သူတွေပြီးလို့ရှိရင်နိုင်ငံတကာမှာသွားလုပ်လုပ်ပြီးနေရှိလာများနေခဲ့ပြီးမြန်မာပြည်ပြန်လာပြီးတော့မှကိုယ်နိုင်ငံရေးကိုဆောင်ရွက်ချင်တဲ့သူတွေပေါ့နော်အဲဒီလိုမျိုးလူတွေနဲ့ကျမတို့ပူပူပေါင်းပြီးတော့မှအဆုံပါတာပေါ့ရှင်ဆောင်ရွက်ထားတာဖြစ်ပါတယ်ကျမတို့ပါတီအနေနဲ့တော့ကျမတို့ကပြည်သူလူထုကြားပေါက်ဖွားတဲ့ပါတီဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်ဒါပေမဲ့ USDP နဲ့ဟိုတူတယ်လို့အထင်မှားခံရတာကတော့ အဓိကတော့တက်မတော်ရဲ့အခန်းကဏ္ဍပေါ့နော်တက်မတော်ရဲ့တကယ် state institution ပေါ့ရှင်ဆိုလို့ရှိရင်နိုင်ငံတစ်နိုင်ငံဆိုတာအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံဖြစ်တယ်အဲအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံတိုင်းမှာအစိုးရဆိုတာလည်းရှိရတယ်ဒီဒီနိုင်ငံကိုအုပ်ချုပ်ဖို့အစိုးရဆိုတာလည်းရှိရတယ်ပြီးလို့ရှိရင်အချုပ်ချာအာဏာ ပိုင်တဲ့နိုင်ငံတိုင်းမှာဒီအချုပ်ချအချုပ်ချအာဏာကိုကာကွယ်ဖို့လို့အတွက်ကျမတို့တပ်မတော်ဆိုတဲ့အဖွဲ့အစည်းလည်းရှိရပါတယ်ရှင်ဒီတပ်မတော်ဆိုတဲ့အဖွဲ့အစည်းကိုကျမတို့ဟာတပ်မတော်ဆိုရဲ့အဖွဲ့အစည်းကိုတပ်မတော်အနေနဲ့ကျမတို့လက်သင့်ခံတာကိုကျမတို့ပြောတာဖြစ်ပါတယ်ရှင်เนาะအဲ့ဒါကြောင့်မို့ကျမတို့ပါတီအနေနဲ့အရက်ဖက်တက်ဖက်ဆက်ဆံရေးကို အရက်ဖက်တက်ဖက်လို့ပဲပြောပြောတက်ဖက်အရက်ဖက်လို့ပဲပြောပြောပေါ့နော်နိုင်ငံတကာမှာတော့အများသောအဖြစ်တော့အရက်ဖက်တက်ဖက်ဆက်ဆံရေးလို့ပြောပါတယ်ရှင်အရက်ဖက်တက်ဖက်ဆက်ဆံရေးကိုကျမတို့လက်ခံတဲ့ပါတီဖြစ်ပါတယ်နော်အဲ့ဒါနဲ့ပဲကျမတို့ USDP နဲ့တူတယ်ဆိုပြီးတော့မှတချို့တက်ကိုမလိုလားတဲ့အဲကြားတဲ့လူတွေပေါ့နော်တက်ကိုမလိုလားတဲ့သူတွေကနေပြီးတော့မှကျမတို့ပါတီကို USDP နဲ့အတူတူပဲလို့ ဟိုဖြစ်အောင်ပြောတာလဲဖြစ်ကောင်းဖြစ်မှာပါအဲ့ဒါကြောင့်မလို့ဟိုမေကွန်မေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ရှင်ဒါကျမဖြေချားလိုက်ခြင်းဖြစ်ပါတယ်